။ဇလန်လေးရဲ့စမှာတော့ရှင်းဆိုတဲ့ကောင်လေးနဲ့ပွန်းဆိုတဲ့ကောင်လေးနှစ်ယောက်ကိုပြသထားပါရယ်။အဲဒီကောင်လေးနှစ်ယောက်ကိုတော့ဦးဆိုတဲ့လူကြီးတစ်ယောက်ကကျွမ်းအဖြစ်ဝယ်ထားခဲ့တာပါ။အရွယ်နဲ့မလိုက်အောင်အလုပ်တွေကိုမတန်ရစခိုင်းပြီးတော့အမြဲလိုလိုနှိမ့်ဆက်နေခဲ့ပါရယ်။ရှင်းနဲ့ပွန်ကတော့တယောက်ကိုတယောက်ဖေးမကူညီပြီးတော့အလုံးလုံးရင်းနဲ့သူတို့အားကြရတဲ့စစ်သူကြီးအကြောင်းပြောလို့ရှိကြပါတယ်။ကြော်ကြတဲ့စစ်သူကြီးတယောက်ဖြစ်ရမယ်လို့သူတို့ကိုသူတို့ယုံကြည်ခဲ့ကြပါတယ်။စစ်သူကြီးတွေဖြစ်ချင်တဲ့ရှင်းနဲ့ပွန်ကတော့ တောရဲကိုရောက်တဲ့အချိန်တိုင်းမှာတစ်သားချောင်းနဲ့ဓာတ်လုပ်ပြီးတော့အချိန်ရာတိုင်းဓာတ်ရည်ကိုလေ့ကျင့်နေခဲ့ကြပါတယ်။ဒီလိုနဲ့ရှင်းတဲ့ပုံအရွယ်ရောက်လာတဲ့အချိန်မှာတော့ဓာတ်ရည်နဲ့ကိုခံပညာတွေကငယ်စဉ်ကတည်းကလေ့ကျင့်ထားခဲ့တာကြောင့်ကောင်းမွန်စွာ တိုက်ခိုက်နိုင်သူတွေ ဖြစ်လာခဲ့ပါတယ်။တရင်မှာတော့သူတို့နှစ်ယောက်တိုက်ခိုက်လေ့ကျင့်နေတာကိုစစ်သူကြီးချန်ကအမတ်မထင်တွေ့သွားခဲ့ပါတယ်။စစ်သူကြီးချန်ကတော့ပုံရဲ့ဓာတ်ရည်ကိုသဘောကျသွားတာကြောင့်ပုံတို့အိမ်ကိုလိုက်သွားပြီးတော့အူးကိုသွားတွေ့လိုက်ပါတယ်။ ပွန်းကိုတော်ဝင်တက်သေးကအမှုထမ်းခိုင်းမှုအတွက်ခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ရှင်ကတော့ပွန်းလိုမျိုးအခွင့်အရေးမရတာကြောင့်စေမကောင်းဖြစ်သွားခဲ့ပေမဲ့တငယ်ချင်းဖြစ်တဲ့ပွန်းစည်းသူကြီးဖြစ်ခြင်းနဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မယ်ဆိုပြီးတော့ဝမ်းသာနေခဲ့ပါတယ်။အဲဒီလိုနဲ့ပွန်းလေးစည်းသူကြီးခြံထဲတူလိုက်သွားခဲ့ပါတယ်။တရက်တော့ကြံခဲ့တဲ့ရှင်ကတော့တယောက်တည်းအလုပ်တွေကိုတင်းကျုံလုပ်ပြီးတော့အားလက်တဲ့ချိန်တိုင်းကိုလည်းဓာတ်တိုင်းကိုလေ့ကျင့်နေခဲ့ပါတယ်။ရှင်ကတော့စည်းသူကြီးခြံကသူ့ရဲ့ဓာတ်တိုင်းကိုမကြိုက်သွားတဲ့အတွက် ရှင်းလဲအရင်ကားထပ်ပို့ပြီးတော့လေ့ကျင့်ရေးတွေလုပ်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့တစ်သားဓာတ်နဲ့တင်ကြောက်တုံးကိုပါခွဲနိုင်တဲ့အထိအစွမ်းထက်လာခဲ့ပါတယ်။ရန်နေငယ်ကြာပြီးတဲ့ချိန်မှာတော့ရှင်းအနာယူနေတုန်းမှဒဏ်ရာတွေအများကြီးရနေတဲ့ပုံကရောက်လာခဲ့ပါတယ်။ရှင်းလဲသူ့ရဲ့ညီကိုလိုရင်းနေတဲ့ပုံကိုစိတ်ပူသွားခဲ့ပါတယ်။ပုံကတော့သူမသေးခင်မှာသူ့နိုင်ငံရဲ့လက်ရှိဘရင်ကိုတော်လှန်မှုလုပ်ပြီးတော့တပ်ဖို့အတွက်စ조사နေတဲ့ဘရင်ရဲ့ညီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပွန်းတယောက်ဘရင်တော်ဝင်တက်မှာထန်းဆောင်တုန်းကတော်ဝင်စစ်တီတွေရဲ့ လုံထုံးလုံးနေတွေအရာပုံကဘရင်ဖြစ်ဟန်ဆောင်ပေးခဲ့ရတာပါဒီအချိန်လူသက်သမားရဲ့လက်ချက်မေးသွားတဲ့အကြောင်းကိုပုံကပြောနေခဲ့ပါတယ်ပုံကသူမတည်ခင်မှာတော့ရှင်းကိုမြေပုံတစ်ခုပေးပြီးတော့အမတ်သားလှုပ်ထားတဲ့ရွာကိုသွားဖို့ပြောလိုက်ပါတယ်အဲ့ဒီရွာမှာရှိနေတဲ့အဖွဲစည်းတစ်ခုကရှင်းကိုပိုကောင်းမွန်တဲ့တိုက်ခိုက်ရေးသမားဖြစ်လာအောင်လေ့ကျင့်ပေးလိုက်မယ်လို့မှာခဲ့ပါသေးတယ်အဲ့ဒီညမှာပဲရှင်းကပုံသွားခိုင်းတဲ့ရွာကိုထွက်သွားခဲ့ပြီးလမ်းမှာတော့ဓမြအဖွဲတစ်ခုကသူတို့နဲ့တိုက်ခိုက်ဖို့ရှင်းကိုပြောလိုက်ပါတယ် ကံကောင်းစွာနဲ့ပဲရှင်ရဲ့လေးချင်းမှုတွေကတော့အကျိုးမရုပ်ပဲနဲ့တိုက်ခိုက်မှုကလည်းအယံကိုကောင်းနေခဲ့ပါတယ်။ဓမြတ်တက်ဝလုံးကိုအမောက်တိတ်လိုက်ပြီးတော့သူ့ရဲ့ခီးကိုဆက်သွားလိုက်ပါတယ်။မကြခင်မှာတော့အရှင်းလေးမြေပုံတွေကရွာကိုရောက်သွားခဲ့ပါတယ်။အရင်းနာမှာတွေ့တဲ့တဲလေးတစ်လုံးတည်းကိုကြီးလိုက်တဲ့ချိန်မှာတော့အဲ့ထဲမှာတိုင်းပြည်ကနေထွက်ပြေးလာတဲ့ဘင်းကြီးကီယံကိုတွေ့လိုက်ရပါတယ်။ဘင်းကြီးကီယံကတော့ပုံကသူ့နဲ့ရုပ်ချင်းစင်နေတာကိုလည်းအမှတ်မထွန်းတွေ့လိုက်ရပါတယ်။ စေတူကြီးခြံကတော့ဘရင်ကိုတက်ဖို့စူးစမ်းနေတဲ့ညီဖြစ်သူ စီးချိုကိုလှည့်စားဖို့အတွက်ကြီးရွက်ချက်ရှိရှိပုံကိုခေါ်လာတဲ့အကြောင်းသူ့ကိုပြောပြခဲ့ပါတယ်။တစ်ဖက်မှာတော့တွန်လိုင်းရေးစစ်သားတွေကဦးလေးဦးရဲ့အိမ်ကိုရောက်နေခဲ့ပြီးပုံရဲ့အလောင်းကိုစစ်ဆေးကြည့်နေခဲ့ပါတယ်။တွန်လိုင်းရေးစစ်သည်တွေကတော့ပုံအလောင်းကိုကြည့်ရင်သူတို့တက်လိုက်တာကဘရင်ကီရန်မုတ်ဖဲနဲ့အစားတို့လူတယောက်ဆိုတာကိုသိလိုက်ရတော့ဒေါသပုံထနေခဲ့ပါတယ်။ တိုင်းပြည်ရဲ့တစ္ဆာဖောင်းမှုတွေကြားမှာသူတငယ်ချင်းပုံးကတစားခံအဖြစ်အသေးခံပေးလိုက်ရတော့ဒေါသထွက်ပြီးတော့ဘယင်ကီယံကိုလည်းမှုချိုးမြေချိုးပြောလိုက်ပါနေ။အဲ့ဒီချိန်မှာတော့ညီတော်စည်းချိုလွတ်လိုက်တဲ့တပ်ဖြတ်ရေးတမားကရောက်လာခဲ့ပါပြီ။ရှင်းတဲ့ကီယံလည်းတပ်ဖြတ်ရေးတမားရဲ့တိုက်ခိုက်မှုကိုကာကွယ်ခဲ့ပါနေ။ဒီလိုနဲ့တပ်ဖြတ်ရေးတမားကပွန့်တိဆုံးမှုမှာဘယင်ကီယံချောင်းလိုသွေးတို့စကားပြောလိုက်တော့ရှင်းလဲဝေဝါးသွားခဲ့ပါရဲ့။နောက်ဆုံးတော့လေရှင်းကပွန့်ရဲ့ပြောထားတဲ့စကားကြောင့် တော်လိုင်းသမားတွေကသူ့ရဲ့ရန်သူလို့သာသတ်မှတ်လိုက်ပါတယ်။ရှင်ရဲ့တိုက်ခိုက်မှုတွေကတော့အရန်ကိုလင်းမြန်ဖျက်လက်ပြီးအင်အားကလည်းပြင်းထန်တာကိုတွေ့မြင်ရမှာပါ။နောက်ဆုံးတော့တော်လိုင်းသမားလေးရှင်ရဲ့ဓားချက်အောက်မှာပဲငရဲပြည်ကိုရောက်သွားရပါတယ်။တိုက်ခိုက်လို့ပြီးမှတော့ဘရင်ကီရန်နဲ့အတူရှေ့ဆက်သွားခဲ့ကြပါတယ်။ရှင်ကတော့ပွန်းတေဆုံးမှုကြောင့်ဝမ်းနေပြီးတော့ဒေါသထွက်နေခဲ့ပါတယ်။အဲဒါကြောင့်မေကီရန်ကရှင်ကိုစိတ်ချောဖို့ပြောပြီးတော့ပွန်းရဲ့တေဆုံးမှုက တိုင်းပြည်တစ်ခုလုံးကိုကာကွယ်ဖို့အတွက်စွန့်လွတ်အနစ်နာခံတာဖြစ်တဲ့အကြောင်းပြောရင်းနဲ့နှစ်သိမ့်ပေးနေခဲ့ပါတယ်။ဘီအန်ဂျီကီယန်အသက်ရှင်ဖို့အတွက်ကြိုးစားတာကလည်းအကျဉ်းပြတ်နေတဲ့သူ့ရဲ့ညီစည်းချိုရဲ့လက်ထဲကိုဒီနဲ့မရောက်တော့အောင်တားဆီးဖို့အတွက်လို့ပြောလိုက်ပါတယ်။တကယ်လို့စည်းချိုကိုသာမတားဆီးနိုင်ရင်တော့သူတို့ရဲ့တိုင်းပြည်ပျက်စီးသွားမှာဖြစ်လို့ပါ။အခုအချိန်မှာညီတော်စီချိုကအရန်အင်အားကြီးနေတော့သူ့ကိုရင်ဆိုင်မှုဆိုရင်တော့စစ်တပ်တစ်ခုကိုတီထောင်မှုလိုနေသေးပါတယ်။ တဖက်မှာတော့ညီတော်စီးချိုကဘရင်ကီရန်ကအသက်ရှင်နေတဲ့နေရာကိုတီလိုက်ရတော့ဒေါသထွက်နေခဲ့ပြီးဘရင်ကီရန်ကိုမြေလံရှာပြီးတော့ရှင်းပြဖို့အတွက်သူ့လူတွေကိုထတ်မှန်စီလိုလိုက်ပါတယ်။နောက်တည့်ရက်မှာတော့ကီရန်နဲ့ရှင်းတို့ကတောအုပ်ထဲမှာလောက်ကြံရီသမားတယောက်ရဲ့အစိတ်အနဲ့ရိုတရဲတိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲရှင်းကလောက်ကြံတဲ့သူကိုရှင်းပြလိုက်နိုင်တော့သူတို့အသက်နေရကနေလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းရှင်ရဲ့ခန္ဓာကိုယ်ကတော့အစိတ်အကစိုက်နေတာကြောင့်မကြခင်မှာပဲရှင်လဲမေးလဲသွားခဲ့ပါတယ်။ ဒီလိုနဲ့အရှင်တတိယလာတဲ့အချိန်မှာတော့ဘီယင်ကီယန်ကသူ့ကိုကယ်ထားတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရှင်တို့ရှိနေတဲ့နေရာကိုဘယ်ကမှမသိတဲ့စစ်သားတွေအများကြီးကရောက်လာခဲ့တာကြောင့်ရှင်တို့လည်းတိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲရောက်လာတဲ့စစ်သားတွေကစစ်သူကြီးခြံရဲ့စစ်သားတွေဖြစ်နေခဲ့ပြီးဘီယင်ကီယန်ပေါ်မှာတစ်ဆာခံထားတဲ့သူတွေပါ။အဲ့ဒီစစ်တပ်ရဲ့ခေါင်းဆောင်ကတော့ဘီယင်ကီယန်ပေါ်မှာတစ်ဆာရှိချောင်းကျိဆိုပြီးတော့လည်းပြောနေခဲ့ပါတယ်။တဖက်မှာတော့ညီတော်စည်းချူကတော့ဘယင်ကီယန်ကိုတတ်ဖို့အတွက် မောင်မြင်ပေမဲ့တိုင်းပြည်တစ်ခုလုံးရဲ့စစ်တပ်ရှိမှသူ့ကိုယ်သူဘရင်အစ်အဖြစ်ကြောင့်ကြီးညာနေခဲ့ပါပြီ။ဘရင်ကီယန်ကတော့သူ့စီမှာရှိတဲ့စစ်တပ်ကမင်းသားစီးချိုရဲ့စစ်တပ်ထက်အင်အားကအရန်ကိုနေနေကြောင်းသိလိုက်တော့စိတ်ဒဏ်ကျနေခဲ့ရပါတယ်။စစ်သူကြီးကတော့အဲ့ဒီပြဿနာဖြေရှင်းဖို့အတွက်အဖြေတစ်ခုရှိလို့နေပါတယ်။စစ်သူကြီးကတော့မြေပုံကနေရာတစ်ခုကိုပြပြီးတော့တောင်တန်းလူမျိုးတွေစီမှာအကူအညီတောင်းခံဖို့အတွက်ပြောလိုက်တော့ဘရင်ကီယန်ကလည်းစစ်သူကြီးရဲ့ခြံကိုသဘောတူလိုက်ပါတယ်။အဲ့ဒီခြံကြောင့်ပဲဘရင်ကီယန်လည်း တောင်တန်းလူမျိုးစုတွေရှိတဲ့နေရာကိုချက်ချင်းသွားကြဖို့အတွက်အမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့ကီယန်နဲ့သူ့ရဲ့စစ်တပ်ကခီးချန်းကိုအချိန်တော်တော်ကြာအောင်သွားခဲ့ပြီးတဲ့နောက်မှာတော့တောင်တန်းလူမျိုးစုတွေရဲ့နေဆက်ကိုရောက်လာခဲ့ကြပါပြီဒါပေမဲ့လည်းတောင်တန်းလူမျိုးစုတွေကတော့ကီယန်တို့အဖွဲ့ကိုနှွေးတွေးစွာကြိုးဆိုခြင်းနဲ့ပုံတော့မရှိပါဘူးရောက်ရောက်ချင်းသူတို့ခေါင်းဆောင်ရှိတဲ့နေရာကိုဖမ်းခေါ်သွားခဲ့ပါတယ်မျိုးနွယ်စုခေါင်းဆောင်စီကိုရောက်တဲ့အချိန်မှာတော့ဘရင်ကီယန်က သူညီလက်ထဲကနေတိုင်းပြည်ကိုကဲတင်ခြင်းလို့အကူညီလာတောင်းတာဖြစ်ကြောင်းပြောလိုက်ပါတယ်။မျိုးရွယ်စုခေါင်းဆောင်ကတော့အရင်ချိန်တွေတုန်းကသူတို့လူမျိုးတွေကိုတော်ဝင်တက်တွေကအပြစ်မရှိဘဲနဲ့တက်ပြတ်ခဲ့ပူးတဲ့ရာဇဝင်တွေရှိခဲ့ပြီးတော့ဒီကိစ္စကိုကူညီပေးဖို့အတွက်ညှင်းလိုက်ပါတယ်။ဘရင်ကီယန်ကတော့အတိတ်မှာဖြစ်ခဲ့တဲ့ တော်ဝင်ရာရှိတွေရဲ့အမားတွေအတွက်တောင်တန်းဒေသမျိုးနွယ်စုခေါင်းဆောင်ကိုလေးလေးနက်နက်တောင်းပန်လိုက်ပါတယ်။မျိုးနွယ်စုခေါင်းဆောင်လည်းဘရင်ကီယန်ရဲ့တောင်းပန်မှုကိုအယံသဘောကျသွားခဲ့ရပါတယ်။ ကြီးနန်းကိုပြန်ယူဖို့အတွက်ကူညီပေးမယ်လို့ပြောလိုက်ပြီးတော့နန်းတော်ကိုအာနာသိမ်းထားတဲ့ညီတော်စည်းချိုကိုတိုက်ထုတ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့ဘီရင်ကီရန်လေးနန်းတော်ကိုတိုက်ခိုက်ဖို့အတွက်နီးပြူဟာတွေစတင်ရေးဆွဲခဲ့ပါတယ်။ရှင်းတဲ့စေတူကြီးခြံကတော့ပထမတက်ဖွဲ့ကိုဥဆောင်ပြီးတော့ဘီရင်ကီရန်ကတော့တောင်နှမ်းမျိုးနယ်စုတွေကလူအဖြစ်ဟန်ဆောင်ထားမယ်လို့စီစဉ်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့တောင်နှမ်းမျိုးနယ်စုအဖွဲ့နဲ့ဘီရင်ကီရန်ရဲ့စစ်သားတွေကတိုင်းပြည်ရဲ့ဝင်ပေါက်ကိုစတင်ချီတက်လိုက်ကြပါတယ်။ ယုံရွယ်စုကောင်းဆောင်ကတော့ဒီတိုင်းပြည်ရဲ့စစ်ဘိုလ်ချုပ်တယောက်ကိုသူတို့ဘွဲကညီတော်စီးချိုရဲ့တက်နဲ့ပူပေါင်းကျင်တယ်လို့လင်ညာပြောလိုက်ပါတယ်။ဒီလိုနဲ့တိုင်းပြည်ကစစ်ဘိုလ်ချုပ်ကလည်းသူတို့အတွက်အင်အားပြည့်လာတဲ့တောင်တန်းမျိုးနွယ်စုကို တိုင်းပြည်ရဲ့ကိုဝင်ခွင့်ပေးလိုက်ပါတယ်။တိုင်းပြည်ရဲ့ကိုရောက်တဲ့ချိန်မှာတော့ကီယန်ရဲ့စစ်တပ်နဲ့တောင်တန်းမျိုးနွယ်စုကဝင်ပေါင်းနားမှာရှိနေတဲ့ရဲမတ်တွေကိုစတင်တိုက်ခိုက်လိုက်ကြပါတယ်။ဘရင်ကီယန်ကတော့ရှင်းတဲ့အတူပထမအဖွဲ့ကိုလှုပ်ဝက်လမ်းကြောင်းတဲကနေသွားဖို့အမိန့်ပေးလိုက်ပါတယ်။ ဘရင်ကင်ရကတော့တောင်တန်းမျိုးနွယ်စုနဲ့အတူအထက်ကလမ်းကြောင်းကနေဆက်လက်ချီတက်သွားခဲ့ပါတယ်။ဒီလိုနဲ့ကင်ရရဲ့တပ်ဖွဲ့နဲ့တော်ဝင်တပ်ကအကျိတ်နယ်တိုက်ခိုက်နေခဲ့ကြပါတယ်။တောင်တန်းမျိုးနွယ်စုရဲ့စီရေကျွမ်းကျင်မှုတွေကြောင့်ကင်ရလည်းညီတော်စည်းကြိုရဲ့စစ်တီတွေကိုအနိုင်ရနေခဲ့ပါတယ်။တပ်ဖက်ကလှုပ်ဝက်လမ်းကြောင်းတွေကနေသွားနေတဲ့ရှင်းတို့အဖွဲ့ကတော့ဘေကမမသိတဲ့တံမာထွားချိုင်းနဲ့တရဝါတကောင်နဲ့ထိတ်တိုက်တွေ့ခဲ့ရပါတယ်။ရှင်းတို့အဖွဲ့လည်းဒီတရဝါကြီးရဲ့တမတာကိုခံနေရပါတယ်။ ဒါပေမဲ့လည်းရှင်းရဲ့ဓာအစွမ်းကတစ်သားဓာနဲ့တော့ကြောက်တုံးကိုခွဲနိုင်တဲ့အထိအစွမ်းထက်နေခဲ့တော့နောက်ဆုံးမှာတော့တရဝါကြီးကိုရှင်းပြနိုင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လိုဝက်လမ်းကြောင်းတွေကနေညီတော်စည်းချိုရှိတဲ့နန်းဆောင်တွေကိုရောက်လာခဲ့ကြပါတယ်။နန်းဆောင်တွေကိုရောက်တဲ့အချိန်မှာတော့ညီတော်စည်းချိုကပလင်ပေါ်မှာအခန့်ခန့်ကြီးနဲ့ဆန်းဆန်းကြီးထိုင်နေခဲ့ပါတယ်။ရှင်းတို့ကိုတိုက်ခိုက်ဖို့အတွက်တိုင်းပြည်ရဲ့အတော်ဆုံးစစ်သည်ကြီးတွေကတယောက်ဖြစ်တဲ့စစ်သူကြီးကြီးကိုခေါ်လိုက်ပါတယ်။ ရှင်ကတော့စေတူကြီးကြီးကိုတယောက်ချင်းရှင်ပြိုင်တိုက်ခိုက်ဖို့အတွက်ပြောလိုက်ပါတယ်စေတူကြီးကြီးကလည်းရှင်ရဲ့စိန်ခေါ်မှုကိုချက်ချင်းလက်ခံလိုက်ပါတယ်မကြာခင်မှာတော့ရှင်နဲ့စေတူကြီးကြီးကတော့စတင်တိုက်ခိုက်တာနှစ်ယောက်သားရဲ့ဓာကျွမ်းကျင်မှုကလည်းအရန်ကိုမိုက်နေကြကိုတွေ့ရမှာပါပြိုင်ဆိုင်မှုကပြင်းထန်နေခဲ့ပြီးနောက်ဆုံးမှာတော့ရှင်ရဲ့ဇွဲမလျှော့တတ်တဲ့စိတ်ဓာတ်ကြောင့်စေတူကြီးကြီးကိုအပြက်ရှင်းနိုင်လိုက်ပါတယ်စေတူကြီးကြီးရှုံးနေသွားတာကိုတွေ့လိုက်ရတဲ့ညီတော်စည်းစုလည်း နန်းဆောင်အတွင်းကနေအပြင်ကိုထွက်ပြေးဖို့ပြင်ခဲ့ပါတယ်။နန်းဆောင်ပြင်ကိုရောက်တဲ့အချိန်မှာတော့ဘီယန်ကီယန်နဲ့အတူတောင်တန်းမျိုးနွယ်စုကသူ့ကိုဝိုင်းထားတာကို အထိတ်တလန့်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ဘီယန်ကီယန်နဲ့ညီတော်စီးချိုတို့တယောက်ချင်းရှင်ပြိုင်တိုက်ခိုက်ကြပါတယ်။ကီယန်ကတိုက်ခိုက်တဲ့အပိုင်းမှာလည်းကျွမ်းကျင်တဲ့သူတယောက်ဖြစ်နေတော့ညီတော်စီးချိုကိုအလွယ်တကူလေးအနာယူလိုက်ပါတယ်။တိုင်းပြည်တစ္ဆာဘောက်ကိုရှင်းလို့ပြီးတဲ့အခါမှာတော့အနီးနားမှာရှိတဲ့တိုင်းပြည်ကနာမည်ကြီးစစ်သူကြီးတယောက်ဖြစ်တဲ့အာကီကရောက်လာခဲ့ပါတယ်။ ဘင်းကြီးကီယန်တို့တိုင်းပြည်မှာဘာတွေဖြစ်ပျက်နေရလဲဆိုတာကိုမေးလိုက်ပါတယ်။ဒီလိုနဲ့ကီယန်ကတော့သူ့ရဲ့ညီတော်စီးဂျိုနဲ့အတူတိုင်းပြည်ရဲ့တစ္ဆာဖောက်တွေကထင်းနှန်းကိုအတင်းလူယူတဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲဒီစကားကိုကြားလိုက်ရတဲ့အာကီကလည်းကီယန်ရဲ့စကားကိုအထောက်ခံပြီးတော့တိုင်းပြည်ငြိမ်းချမ်းရေးကိုလှုပ်ဆောင်ဖို့အတွက်ကူညီပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲညီတော်စီးချုပ်ကိုတစ္ဆာခံထားတဲ့စေတူကြီးတယောက်ကရောက်လာပြီးကီယန်ရဲ့အောင်မြင်မှုကိုလက်မခံနိုင်ကြောင်းစတင်လာခဲ့ပါတယ်။ ခဏလောက်နေတော့သူဥဆောင်တဲ့တပ်သားတွေကို တိုက်ခိုက်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်။စေတူကြီးအာကီကတော့သူ့ကိုလာတိုက်ခိုက်တဲ့တပ်သားတွေကို သူ့ရဲ့လက်နက်တစ်ချပ်ဝေးလိုက်တာနဲ့တင် အကုန်လုံးမှတ်အောင်လုပ်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမိန်ပေးတဲ့စေတူကြီးလည်းဒေါသထွက်သွားပြီးတော့အာကီကိုဓာတ်နဲ့ပြေးခုတ်ဖို့လုပ်လိုက်ပါတယ်။ပြေးလာတဲ့စေတူကြီးကိုရှင်းကလင်းမြန်စွာဓာတ်နဲ့ခုတ်ပြီးတော့အဆုံးသတ်ပေးလိုက်ပါတယ်။စေတူကြီးအာကီကလည်းရှင်ရဲ့စွမ်းဆောင်ရည်ကိုသဘောကျသွားတာကြောင့်ရှင်ကဒီနေ့မှာတော့ တိုင်းပြည်ရဲ့အတော်ဆုံးစစ်သူကြီးတယောက်ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီလိုပြောလိုက်တဲ့အချိန်မှာတော့စစ်သူကြီးအာကီကသူ့ရဲ့တပ်သားတွေနဲ့အတူတိုင်းပြည်တွေကနေထွက်သွားဖို့ပြင်ဆင်လိုက်ပါတယ်။ရှင်ကတော့မင်းရဲ့နာမည်ကိုမှတ်ထားလိုက်မယ်လို့ပြောလိုက်ပါတယ်။ကီယန်ရဲ့စစ်သည်တွေကတော့တိုင်းပြည်ရဲ့တစ္ဆာဖောက်တွေကိုအနာယူလိုက်နိုင်တာကြောင့်ပျော်ရွှင်စွာအောင်ပွဲခံနေခဲ့ကြပါတယ်။တောင်တန်းမျိုးနွယ်စုကလည်းဘီယင်ကီယန်ကိုကူးညီပြီးထီးနှံကိုပြန်ယူပေးလိုက်နိုင်တာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်။တောင်တန်းမျိုးနွယ်စုရဲ့ခေါင်းဆောင်ကတော့အတိုင်းပြည်ကနေထွက်မသွားခင်မှာ ရှင်ရဲ့တတိနဲ့ရရင်မှုကိုသဘောကျသွားတာကြောင့်လက်ဆောင်အနေနဲ့သူတို့မျိုးနွယ်စုရဲ့ရှင်အောင်ဓာတ်တလက်ကိုလက်ဆောင်ပေးလိုက်ပါရင်ရှင်ကတော့လက်ဆောင်ရတဲ့ဓာတ်ကိုကြည့်ပြီးတော့သူ့ရဲ့အိမ်မက်ဖြစ်တဲ့နမဲကျော်စစ်သူကြီးတယောက်ဖြစ်တော့မယ်လို့တွေးပြီးတော့ပြောနေခဲ့ရင်ဇလန်းလေးကလည်းအဆုံးသတ်သွားခဲ့ပါရဲ့ဗျာဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပိတ်သက်တော်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ